ဒီဗီဒီယိုမှာဘရာဇီးနိုင်ငံကဒေသခံငါးသမားတွေကကမ်းခြေတစ်ခုမှာဖမ်းမိခဲ့တဲ့ငါးကြီးတွေကိုကင်ကွယ်နေကြတာမြင်ရမှာပါ။သူတို့တွေပျော်ရွှင်စွာနဲ့လုံနေကြတာကငါးရဲ့အသားကိုရယူစားသုံးဖို့အတွက်မဟုတ်ပဲငါးရဲ့ခန္ဓာကိုယ်မှာပါတဲ့ကြီးမားတဲ့အခြေခံတွေကိုချစ်ယူနေကြတာပဲဖြစ်ပါတယ်။ဒီအပြုအမူကထူးဆန်းတယ်လို့ထင်ရပေမဲ့ဘရာဇီးနိုင်ငံမှာတော့ဒီအရာမှငါးအခြေခံတွေကိုရိုးရာဒလေထုံးတမ်းတွေနဲ့လူသုံးအောင်ပစ္စည်းထောက်လုပ်တဲ့နေရာတွေမှာအများအပြားသုံးစွဲနေကြလို့ပဲဖြစ်ပါတယ်။ဒီငါးတွေကိုအတ္တလန်တစ်တာပုံငါးတွေလို့ခေါ်ကြပြီး အတ္တလန်တိတ်ကမ်းရိုးတန်းတွေမှာအဓိကတွေ့ရပြီးအသက်အကြီးဆုံး၅မျိုးစိတ်တွေကတစ်မျိုးဖြစ်ကကျမတို့နိုင်ငံကရေချိုချောင်းကားကြီးတွေပုံစံနဲ့ဆင်ပါတယ်။တာပေါ်ကားတွေကအရွယ်စားကြီးမားတဲ့၅မျိုးစိတ်တွေဖြစ်ပြီး2မီတာ3မီတာလောက်ရှိကပေါင်ရာနဲ့ချီအလေးချိန်ရှိပါတယ်။ငါးဖန်သမားတွေကဒီငါးတွေကိုတကူးတကလိုက်ရှာဖမ်းတာမျိုးမဟုတ်ပဲသူတို့ရဲ့ကြီးမားတဲ့အကောင်ရွယ်စားကြောင်မကြာခဏဆိုသလိုဖမ်းမိလာတတ်ကြပါတယ်။ဒေတာကန်တွေကသူတို့ရဲ့အီယာမအခြေခွန်တွေကိုစေကြောပြီးလိုအပ်တဲ့အရွယ်စားတွေဖြတ်တောက်ခါအလှမီးအိမ်ပုံစံ နကလက်သေးပန်းဝင်ပုံစံအဆရှိတဲ့လှပတဲ့လက်မှုပစ္စည်းတွေဖြင့်ဖန်တီးကြပြီးအချို့ပညာရှင်တွေကကံမိုးမြင့်တဲ့အမှတ်တရလက်ဆောင်ပစ္စည်းတွေအဖြစ်ဈေးကွက်ထဲမှာဖန်တီးရောင်းချနေကြတာပဲဖြစ်ပါတယ်။